ချစ်ဆက်ကိုအဲ့လိုဆက်ခွန်အဲ့လိုပေါ့ဒီပြောမယ်ဆိုရင်တရုတ်ဆောင်စရပြီးတော့လောက်ခစားမလောက်ခင်ပေါ့စကားတွေကနှောက်ဆက်ကိုမှတက်တာဆိုအဲ့မတက်ခင်မှာဟိုလာဟိုတချင်းလေးတွေအဆိုတော့အရင်လောက်အဆိုတော့လုံမယ်ဆိုတော့လုံမလားတရုတ်ဆောင်လုံမလားဘာလို့ရွေးချယ်ရမှန်းမသိတဲ့အချိန်မှာတချင်းလေးဝယ်ထားပြီးတော့အမအဆိုတော့ဆိုတော့အဲဒါလည်းအပီးချင်းလေးလောက်ပါလားဆိုတော့ငယ်ငယ်တဲ့အချိန်ပေါ့နော်ပြောမလို့ကလေးဘဝပဲရှိသေးတယ်20ဝင်းကျင်ပတ်ချလဲစကို20ဝင်းကျင်လောက်ပေါ့အဲ့မှာဟိုလာ အချင်းလေးကိုဝယ်ထားပြီးတော့ဆိုထားပြီးသားပါမေရအားပေးလို့ပါမေရတချင်းလေးလှုပ်စီခြင်းတယ်ဝယ်လာအောင်လေမိသားစုကကြာတချင်းလေးလှုပ်စီခြင်းတယ်ဝယ်လာတော့ကျင်းဆောင်တဲ့ဘက်ကိုပို့ပြီးတော့မှ အားတန်တယ်လို့ထင်တယ်ဟုတ်ကဲ့မမကတော့ तू อ่ะ နွညာပါရမီပါတဲ့အတွက်ပါဇက်ကနေထွက်လိုက်တာနဲ့တန်ရန်ကောင်းပြီးတော့သူ့သဘောကျတယ်ဗောနော်ဟိုလားဆိုမမကတော့အားပေးပါတယ်ဒီကသူကိုယ်တိုင်တော့ဟိုလားလိုင်းလုံးမပေးနိုင်ပါဘူးကိုယ်တိုင်လည်းမအောင်ဆိုတော့ဒါမဲ့ဟိုအကြံဉာဏ်တွေတော့ပေးပါတယ်ဟုတ်ဟုတ်နှစ်ခုလုံးကြိုက်ပါတယ်ဒါမဲ့ဟိုလားလုံးဖြစ်တာကတော့တရုတ်ဆောင်ဘက်ကိုဟိုလား အဲရိုက်ကူးဖြစ်တာပုံများပါတယ်တချင်းထုတ်တဲ့အရေးတည်းနဲ့ဆိုရင်တချင်းထုတ်လို့ရင်ဟိုတစ်ခါကြာ၅နှစ်လောက်ကြာတယ်အဲ့လိုမျိုးလုံရင်းလုံရင်းနေပဲအချိန်ကြီးဆွဲမတိမတိလိုက်ပဲဆွဲမိနေတာပေါ့နော် ော်ရေးရစာလေးမှာတော့ထုံစံတိုင်းပါပဲအသက်ကလေးအသက်အစွာလေးညီမအထူးနည်းနည်းလေးထုံစံသွားတော့မထက်နဲ့ဟိုညီမပေါ့နော်ညီမဆိုတော့ပြိတ္တတွေနေနဲ့အတွက်ဆက်လေးတစ်ခုကိုတွေ့ရအောင်ပါပါနှစ်ယောက်လုံးလည်းတိတ်အရင်ပြောစရာမလိုဘူးဟိုဟာနည်းတက်တယ်ဟိုပျော်ပျော်နေတက်တယ်ပြီးစွားမယ်ဆိုတော့ရွာမှာအလှပကေးလေးနှစ်ယောက်ဒါမဲ့ဟိုဆွတ်တေးလန့်လေးတွေ ပေါ့နော်အဲအဲ့လိုမျိုးလာပိုးရဲ့ကလာတာတွေကိုအဲ့လိုမျိုးစတေးလန်ပုံစံလေးပါဟုတ်ဟုတ်အမောရောနည်းနည်းအမိလာမှာပေါ့နော်ဝင်လာတွတ်တယ်ဆိုမှဗဇက်ကမမြန်ဘူးအမောကစကားပြောလည်းမြန်တယ်လို့သူကဟိုဗာလဲချက်ကနေချက်ကနေအဲ့လိုပြောတတ်တယ်လေပြောတတ်တယ်ဆိုတာဟာတညာလည်းရှင်တယ်မထက်ကကြအဲ့လိုလာမအမိလိုက်ပြီးတော့ညီမနှစ်ယောက်တိုင်ဖောင်းညီညီလေးသွားမှာပါဟုတ်ကိုစင်းစားနေတော့သူကငါကုန်းတော့ပြောပြီးနေပြီးဟိုသဘောရမ်းကောင်းပါတယ်အပြင်မှာတော့ဟိုဗာလဲပွဲတွေမှာတွေ့ဖြစ်တယ်ဒါပေမဲ့ညီမလေးနဲ့ မနဲ့မဆုံသေးဘူးပေါ့။ဝီလာလည်းပြောမနဲ့ဝီလာနဲ့မဆုံသေးဘူးပြောတဲ့ခါကျတော့အခုဒီမှာတော့ဆုံရတာပေါ့။ဆုံခွင့်ရပြီပေါ့။ဆုံခွင့်ရပြီပေါ့။အဲ first time မှာဟုတ်။ဝီလာကျတော့ဟိုပေါ့နော်ကိုရှင်းနဲ့ကိုရှင်းနဲ့တွေ့ရမယ်ပြောဟို vita နဲ့အဲ vita နဲ့ပေါ့နော်။ vita ကျဝီလာကိုကြိုက်မယ်ဟိုပါလေကိုရှင်းနဲ့ကျတော့ဝီလာနဲ့အဲ့လိုအဲ့လိုတွဲလေးပေါ့အဲ့လိုလေးပေါ့။အဲအဲ့လိုတော့မရှိလောက်ဦးထင်ပါတယ်ဟုတ်။ဝီလာနဲ့ vita နဲ့လည်းဟိုတီတာလေးဝီလာ vita တီတာတွေတော့ဖြစ်နေပြီ။တီတာမှာဆိုလဲပွဲတွေခဏခဏဆ ုံနေဆိုမောင်လေးเนี่ยဟိုခင်မင်ပြီးသားပါပြီးတော့ဗီတာဖန်နေလဲဟိုဝီလာဟိုဆိုမစိမ့်ပါဘူး ပွဲတွေမှာစုံမှုပီးသားပါဟုတ်ဖြစ်တယ်ဟုတ်ဝေလာကိုကြီးကြွထက်အောင်ပြီးကိုကြီးရှိန်တင်သူကိုကြီးအကိုရိုတွေကကြောက်လဲဝေလာနဲ့ဒီတစ်ခါမှမစုံမှုသေးတဲ့ကိုကြီးတွေဖြစ်ပါတယ်အဲအဲ့တော့ဒီကားလေးကထူးဆန်းလေးတော့ဝေလာတော့ဖြစ်တာပေါ့ပြောမယ့်ဆိုရင်ခင်မင်ရတဲ့နူးညာရှင်နေအများကြီးထပ်ထပ်ပြီးတော့ဟိုကိုတက်တိုးတာပေါ့နော်အများတန်းဟိုလာဟိုရိုက်ဖူးပီးသားအတာရင်းနဲ့ပဲပြန်ရရတွေ့ရရတာများတယ်အခုကကြာအတာပေါ့နော်ဟိုလာနဲ့ဆိုရင်မဆုံမှုတဲ့ကိုယ့်ရဲ့စီနီယာအတာရင်းနဲ့ဆုံသွားဆိုတော့ပျော်ပါတယ်ဟုတ် ချင်းလေးကတော့ဟိုတန်ဆိုတေးလေးပါရှင်ဟိုအဟောင်းလေးပါဝေလာက အဲ့ချင်းလေးလှုပ်ထားနှစ်တော်တော်ကြာပါပြီငါနှစ်6နှစ်လောက်ရှိပြီပေါ့နော်အဲ့လိုမျိုးဟိုမှတ်မှတ်ရဆို2018 19အဲ့အဲ့လိုဆက်ခွန်အဲ့လိုပေါ့ဒီပြောမယ်ဆိုရင်တရုတ်ဆောင်စပြီးတော့လောက်ခါစားမလောက်ခင်ပေါ့စကားတွေက2019မှာတက်တာဆိုအဲ့မတက်ခင်မှာဟိုလာဟိုတချင်းလေးတွေအဆိုတော့အရင်လှုပ်အဆိုတော့လှုပ်မယ်ဆိုတော့လှုပ်မလားတရုတ်ဆောင်လှုပ်မလားဘာလို့ရွေးချယ်ရမှန်းမသိတဲ့အချိန်မှာတချင်းလေးဝယ်ထားပြီးတော့အမအဆိုတော့ဆိုတော့အဲဒါလဲအပေးချင်းလေးလှုပ်ပါလားဆိုတော့ငယ်ငယ်တဲ့အချိန်ပေါ့ ော်ပြောမလို့ကလေးဘွားပဲရှိသေးတယ်20ဝင်းကျင်ပတ်ချလဲစကူ20ဝင်းကျင်လောက်ပေါ့အဲ့မှာဟိုလာအချင်းလေးကိုဝယ်ထားပြီးတော့ဆိုထားပြီးသားပါဒါပေမဲ့ music video ကြတော့ဟိုလာမထုတ်နိုင်သေးဘူးပေါ့နော်။ဘာလို့ဆိုတော့ music video တပုတ်တပုတ်ရိုက်ရလဲတာဝန်ကြီးတယ်။တပုတ်ကိုလည်းတင်းလေးဆရာနဲ့တင်း80ဝင်းကျင်ကြားမှာရှိရဲဆိုတော့ဝေလာဟိုမရိုက်နိုင်သေးဘူး။အဲမရိုက်နိုင်သေးတော့ခဏနောက်ကိုစုံရင်းစုံရွှေ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 နဲ့ တေးကြသွားအခုမှဟိုထုတ်ထုတ်တာဗောနော်အဲ့ဒါလည်းမေးရအားပေးလို့ပါမေးရတချင်းလေးလှုပ်စီခြင်းတယ်ဝီလာရောလေမိသားစုကကြာတချင်းလေးလှုပ်စီခြင်းတယ်ဝီလာကတော့ကျင်းဆောင်တဲ့ဘက်ကိုပို့ပြီးတော့မှ အားတန်တယ်လို့ထင်တယ်ဘာနာဇလန်တွေရိုက်ရတာရွှေရှင်ကိုင်းတွေရိုက်ရတာကြိုက်တယ်ဆိုတော့အဲ့နဲ့တချင်းလေးမလို့ဖြစ်ပင်တယ်အခုအနောက်ရောက်သွားအခုမှထုတ်ဖြစ်တာပါအဲဆိုတော့လောရင်ကောင်းလားပြည့်စုံလောရင်ကောင်းလားနည်းနည်းရောင်ဝါးပါတော့နော်ဘာလောရင်ကောင်းလဲငငယ်တော့လည်းထမင်ရလည်းရောင်းတည်ရဆိုတော့စီပါကြီးပဲလိုရမလားအဲအဲ့လိုစဉ်းစားနေစဉ်ကာလပဲဒါပေမဲ့ဖြစ်ချင်တော့ MRT4 ရောက်သွားပြီးတော့အဲဝူလာပြည့်စုံဘက်ကိုရောက်သွားရပါ တချင်းအဲ့ဒီဇလန်ကလည်းဝူလာဇလန်ပဲအဲ့ဒီတင်းကလည်းဝူလာတင်းပဲဝူလာဘလို့ရိုက်ချင်တယ် ဝီလာဘလိုလှုပ်ချင်တယ်ဆိုအားလုံးဝီလာရဲ့ idea ပေါ့နော်ဝီလာနောက်ဆုံးမှာဘလိုပြောမလဲတခိုးဖြစ်နေတာပေါ့နော် ပြောမယ်ဆိုဒီကို့ကိုပေါ့ဖွန်လာကြောင်တဲ့ကောင်လေးကိုကဘကီးရိုက်သွားပြောမယ်ဆိုရင်ဒီဒီကိုချာလီပေါ့နော်တီဟာဦးပေါ့အဲဒီဒီဆိုင်ုံလာတဲ့ကောင်လေးကအပြောကြွယ်တယ်အာဒီကောင်မလေးကိုရာရပါတယ်ဘာညာလာကြောင်တဲ့ချိန်မှာကွာအကြောင်ခံလိုက်တယ်ဒါပေမဲ့တကယ်တမ်းကွာဘာဖြစ်နေလဲဆိုတော့တခိုးဖြစ်နေအဲနောက်ကျတော့ဒါ twist ပေါ့နော် ဆိုင်မှာဆိုရဲကောင်ပါလေဒီဆိုင်မှာဆိုရဲကောင်ပါလေဒါပေမဲ့နောက်ဆုံးကြတော့သူ့ဆီကပကီးပြန်ရရောသူဝတ်ထားရန်နာကောင်လဲသူခိုးထားတဲ့ဟာတွေယူရောအဲ့လိုပုံစံမျိုးလေးနဲ့ သွားထားတာပါတချင်ကတော့နောက်ဆုံးထိကြည့်မှဇလန်းအောင်တည်ရမှာပါဟုတ်ကိုကြီးချလီနဲ့အတူတူရိုက်ဖြစ်တာအမှတ်တရပါပရိသတ်တွေမတွေးဖြစ်တဲ့ဟိုရှေးတုန်းကပုံစံလေးပေါ့နော်ဟိုရှေးခေတ်ပုံစံလေးကိုအဲဟိုလာသွားထားပါတယ် retro fashion လေးပေါ့ retro လေးတွေကလိုရတာဟိုလာတို့ကြီးတော့တာခဏလေးပေါ့နော်တကယ်တမ်းဆိုရဲမိုက်တွေလည်းငှားရတယ်ဟိုနိုင်ရီတို့ဒီအုံးဆောင်တွေပေါ့နော်အုတ်ထုတ်တို့ဖနက်တို့ပုံစံတွေအကုန်လုံးဟိုရှေးခေတ် style လုံးဝဖြစ်နေရမယ် location ရောပေါ့နော်အရာအားလုံးကိုလာတိချအသေးစိတ်လိုက်ပြီးတော့ဒီချင်းလေးမှာအထက်ပြီးလှုပ်ထားတာပါအဲဝတ်စုံနေသပင်ဒီဇိုင်းနေအဲအထားတွေအားလုံးလည်းဟို sorry မမရှေ့ခေတ်ပုံစံလေးတွားရတာပေါ့နော်ဒါကတော့ inspire ထားတော့ Monroe ပုံစံကိုလာ inspire ထားတာပါအဲ Monroe ပုံလေးဟို Monroe ကြိုက်တယ်ပေါ့နော်အဲသဘောကျပြီးတော့လက်စိတ်မှာဆွလန့်နေတူတယောက်ပေါ့ဆိုတော့ Monroe ကအဖြူရောင်အဲ့လိုရင်ပြက်လေးနဲ့ ပဝါရင်းလေးနဲ့တက်တယ်အဲဟိုလားလဲအဲ့ဒါအနှံ့ရောင်လေး inspire ယူပြီးတော့အဲချုပ်ပြီးတော့အဲ့လိုသဘင် style လေးလဲတွားထားကြည်တာပါဆန်ဆန်သက်ကြည်တာပါကိုကိုလိုက်မလိုက်သိချင်လို့ဟုတ်ကဲ့မမကတော့ तू ကနှွညာပါမီပါတဲ့အတွက်ပါဇက်ကနေထွက်လိုက်တာနဲ့ တန်ရန်ကောင်းပြီးတော့သူ့သဘောကြတယ်ပေါ့နော်ဟိုလားဆိုမမကတော့အားပေးပါတယ်ဒီကသူကိုယ်တိုင်နဲ့ဟိုလားလိုင်းလုံးမပေးနိုင်ပါဘူးကိုယ်တိုင်လည်းမအောင်ဆိုတော့ဒါမဲ့ဟိုအကြံဉာဏ်တွေပေးပါတယ်ဟုတ်ဟုတ်နှစ်ခုလုံးကြိုက်ပါတယ်ဒါမဲ့ဟိုလားလုံးဖြစ်တာကတော့တရုတ်ဆောင်ဘက်ကိုဟိုလား အဲရိုက်ကူးဖြစ်တာပုံများပါတယ်တချင်းထုတ်တဲ့အရေးတည်းနဲ့ဆိုတချင်းထုတ်လို့ရင်ဟိုတစ်ခါကြာ၅နှစ်လောက်ကြာတယ်အဲ့လိုမျိုးလုံရင်းလုံရင်းနေပဲအချိန်ကြီးဆွဲမတိမတိလိုက်ပဲဆွဲမိနေတာပေါ့နော်ဒါဆိုတော့စီးရရင်တစ်ခါရရင်၃လ၅လရင်းသားခင်းဆို၃နှစ်လောက်ရက်ခဲ့ရဆိုအဲ့ဒီမှာပဲ စိတ်ကရောက်နေရဆိုတော့ဟုတ်အဲရင်သားကင်းကြီးကလည်းမနှစ်ကတက်ခဲ့ပြီးတော့အခုတစ်နှစ်ပြန်လဲသွားပြီပေါ့နော်ဂျိုင်းမှာဂျင်ဟော်လေးလဲပြိတက်အပိမှုမမန်းဆိုပြီးတော့ပြိတက်အပိမှုရခဲ့တယ်အခုဟိုလက်ရှိမှာအားဆိုင်ထုတ်ပြီးတော့မှ ပရိသတ်အတွက်စ조사နေရကတော့အညှိုးဖြစ်ပါတယ်အညှိုးရုပ်တန်ဇလန်းတွေပေါ့အညှိုးမှာတော့စိတ်ထားမြတ်ဆွဲထားကြိုက်တာလှုပ်ထားပါဒီကလည်းပရိသတ်ကြိုက်အောင်မှာပါတခါဒီကလည်းတကယ်နှစ်နှစ်ခါကြာတကယ်ပေါက်ပေါအောင်မှာပါကိုပီပီရန်လိုက်ရဆိုတော့လေကြိုက်ကြမှာပါမမမေလေးနဲ့အတူတွဲပြီးတော့တိုင်ပေါင်းညီတင်းဆောင်လာပါတယ်အိမ်မှာလဲပြီးတော့အခုဒီနေ့ဆိုရင်ဟိုလာတို့ဇွန်လ13ရက်ဆိုရင်အဲဒီဇွန်လ13ရက်ပေါ့နော်ဒီနေ့ဆိုရင်မာယာချာပရီမီယာရှိုးရှိတယ်ဇွန်လ13ရက်ဆိုရင်မာယာချာရုပ်ရှင်ကာရီယာယုံတင်ပြီးပေါ့ဒီကားကိုလည်း ပြည်သက်တွေယုံမှလာအပေးပါအောင်လို့လာဟာတာရိုက်တာနဲ့နဲပဲမဲ့အကောင်းဆုံးတော့စူးစမ်းကြည့်ထားပါတယ်ပြီးတော့ဂုံဆွဲရွှေရှင်စကားကြီးလည်းအဲမကြိုင်ခင်မှာတက်ပါတော့မယ်သူကကြတော့လာတို့ဒီအမေများအဖွဲ့ကိုဂုံပြုပြီးတော့တင်ဆက်ထားတဲ့ဂုံရွှေရှင်စကားကြီးပါအိတ်ကားမှာလည်း challenge တစ်ခုအနေနဲ့အယူကာရိုက်တာပေါ့နော်တန်မီစောကြောင့်ကတ်နေတဲ့အယူကာရိုက်တာမိခင်တယောက်အနေနဲ့ပါဝင်ပြီးတော့မှစိတ်မနှက်တဲ့မိခင်တယောက်ဒါမဲ့ကိုတန်မီကိုအဆုံးထိကာကွယ်သွားတယ်ဘယ်လိုမျိုးကာကွယ်သွားမလဲဆိုတာမိခင်တယောက်အနေနဲ့အသိစိတ် ိတ်လွတ်နေပေမဲ့တာသမီအတိစိတ်ရှိနေတဲ့သူတဦးပေါ့အဲ့ဒီကာရက်တာကိုလည်းစူးစမ်းတရုပ်ဆောင်ထားပါဗါရယ်အခုကတော့ဒါရက်ရစာပေါ့ရက်ရစာမှာတော့အတွက်လေးပေါ့မျိုးစုံပါပဲရတာမျိုးစုံပါဟုတ်ကဲ့ပါရှင်ရက်ရစာရွှေရှင်စကားကြီးရိုက်ကူးတင်ဆက်ပါတော့မယ်တတင်ဗာလဲရုံပေါ်တင်တဲ့ခါကျလဲအားပေးပါအောင်မာယာကြားရုပ်ရှင်စကားကြီးကိုလဲပြိတက်တွေအဲနားလဲကြည့်ရှုပြီးအားပေးပါအောင်လာပြောချင်ပါတယ်ဟိုလားစကားလေးရုံတင်တဲ့ခါမှာရုံမှာလာရောက်အားပေးပါဟိုလားဖိတ်ခေါ်ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်